ုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးမှာပါ။တရုတ်အမေရိကန်ကုန်သွယ်ရေးစုနေပွဲကအသေးစိတ်အချက်လက်တချို့ထွက်ပေါ်လာပြီဖြစ်ပါတယ်။အသေးစိတ်အချက်လက်တွေကိုတော့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကထုတ်ပြောလာတာဖြစ်ပါတယ်။သူ့ရဲ့အပြောအရဆိုလို့ရှိရင်တော့တရုတ်ကမြေရှားတပ်ထုနဲ့တန်လိုက်တင်ပို့မှုကန့်သက်ထားတာကိုရုတ်သိမ်းမှဖြစ်ပြီးအမေရိကန်ကတရုတ်ကျောင်းသားတွေရဲ့ဗီဇာကိုရုတ်သိမ်းမှမဟုတ်တော့ပါဘူး။ဆိုတော့တရုတ်ရဲ့တင်ပို့ကုန်တွေ ကိုအမေရိကန်ကပစ္စည်းတန်ဖိုးရဲ့55ရာခိုင်နှုန်းကိုအခွန်ကောက်မှာဖြစ်ပြီးတရုတ်ကတော့အမေရိကန်ကုန်ပစ္စည်းတွေရဲ့10ရာခိုင်နှုန်းကိုအခွန်ကောက်သွားမှာဖြစ်ပါတယ်။ဒီချက်တွေကိုအမေရိကန်သမ္မတဒိုနယ်ထရမ့်နဲ့တရုတ်သမ္မတရှီဂျင်းဖင်တို့သဘောတူလက်မှတ်ရေးထိုးပြီးရင်တော့အတိဖြစ်လာတော့မှာဖြစ်ပါတယ်။မြေရှားတပ်ထုနဲ့ပတ်သက်ရင်တရုတ်ကတကဘာလုံးမှာဆိုရင်ဒီ80ရာခိုင်နှုန်းကိုထုတ်လုပ်နေတာဖြစ်ပြီးတော့မြန်မာနိုင်ငံ၊ဩစတြေးလျနဲ့အမေရိကန်ပြည်ထောင်စုတွေ တွေမှာထုတ်လုပ်ကြပါတယ်။ဒါပေမဲ့တန့်စင်မှုလုတ်တဲ့နေရာမှာတော့တရုတ်မြန်မာနဲ့ဒီအမေရိကန်ကထုတ်လုပ်တဲ့ကုန်ကြမ်းတွေအားလုံးတနည်းအားဖြင့်ပြောရရင်တော့ဒီတကမ္ဘာလုံးရဲ့60ရာခိုင်နှုန်းကိုတရုတ်ကတန့်စင်မှုတွေလုတ်ပါတယ်။မြန်မာနိုင်ငံမှာတော့မြေရှားတက်ထုကိုကချင်ပြည်မှာအများဆုံးထုတ်လုပ်ပါတယ်။အခုတော့အဲ့ဒီနေမြေတွေကိုအားလုံးနှိပါအောင်ပေါ့လေကချင်လွတ်လပ်ရေးအဖွဲ့ KIO ကထိန်းချုပ်ထားလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဝါပြည်တောင်ပိုင်းမှာမြေရှားတက်ထုဒု ဖို့နေတဲ့ဆိုတော့ဂျူရုဓာတ်ပုံတွေထွက်ပေါ်လာခဲ့ပါတယ်